ညရာသီကျောင်းပေးရမှု Harry Potter တယောက်သူ့ရဲ့တငယ်ချင်းတွေကိုတတိယနေပြီးသူ့စည်းကွက်လေးကလည်းလှောင်ရင်းနေနေရတာကြာပြီးမို့အပြင်ထွက်ဖို့တောင်းကျနေပါတော့တယ်။အောက်ထပ်မှာတော့အရေးကြီးဧည့်သည်ကိုကြိုဆိုဖို့အတွက် Harry တော်တို့လင်မယားတွေအလုရှုပ်နေကြပါတယ်။ဧည့်သည်လိုင်း Harry ကအခန်းထဲမှာတိုးတိုးတိတ်တိတ်နဲ့မရှိသလိုနေဖို့ဦးလေးဖြစ်သူကချိန်ချောက်ပြောဆိုနေခဲ့ပါတယ်။သူတို့ဘာပြောပြောမငင်းဆန်နိုင်တာမို့စိတ်ချပါလို့ပြောပြီး Harry လည်းအပေါ်တက်ကအင်ကန်းလေးကိုပြန်လာခဲ့ပါတော့တယ်။ အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Anna Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နှိုက်ခမ်းတကားကိုဖွင့်လိုက်ချိန်မှာတော့ဂရမော်ခုံနေတဲ့နရွက်ကားကနှာခေါင်းရှည်ရှည်နဲ့ Dobby ဆိုတဲ့အိမ်ဆောင်မင်စာလေးကိုတွေ့လိုက်ရတာမို့လို့ထိတ်လန့်သွားပါတော့တယ် Dobby ကမော်မီသားစုတစုရဲ့တာဝန်ကိုထမ်းဆောင်နေရတဲ့မင်စာလေးဖြစ်ပြီးဒီနှစ်ကျောင်းပြန်ဖွင့်တဲ့အခါ Howard မှာဆိုးရွားတဲ့ပူးပေါင်းကြံစည်မှုတစ်ခုရှိနေတာကြောင့်ကျောင်းကိုလုံးဝပြန်မသွားဖို့ Harry ကိုလာတတိပေးတာပါ ဘသူတွေလှုပ်လဲဆိုတာပြောခွင့်မရှိတာကြောင့်ပြောထွက်သားမှစိုးရိမ်ပြီးအခန်းထဲရှိသမျှပစ္စည်းတွေနဲ့ကိုကိုကိုထုရိုက်ဖြစ်ပေးနေရတာကြောင့်တဒုံဒုံတတိုင်းတိုင်းနေဖြစ်နေပါတော့တယ်။မရှိသလိုနေဖို့ပြောထားတဲ့ကြားကအတန်တွေစူညံနေတာကြောင့်ဟဲရီဦးလေးလည်းအတော်စိတ်ဆိုးနေပြီးနောက်တစ်ခါထက်လာတတိပေးပါရယ်။ဟဲရီတယောက်ကျောင်းပည့်ရဲ့မှာသူ့တငယ်ချင်းတွေသူ့ကိုစာမပို့တာကြောင့်အတော်လေးစိတ်ဒုက္ခရောက်နေရတာဖြစ်ပြီးတကယ်တကယ်တော့ဒေါ်ဘီကစာရီအားလုံးကိုကြားပြတ်ခိုးယူထားခဲ့တာဖြစ်ပါရယ်။ ီလိုနဲ့ဟယ်ရီကစာရီကိုလိုက်လို့ရင်အောက်ထပ်ထမင်းစားခန်းနဲ့ရောက်သွားပြီးကြောင်းပြန်မသွားဖို့တမ်းမရတာမို့ပြင်ဆင်ထားတဲ့ကိတ်မုတ်ကိုဧည့်သည်အမျိုးသမီးပေါ်ဖြစ်ချလိုက်ပါတယ်အဲဒါကြောင့်ဟယ်ရီရဲ့ဦးလေးလည်းအရန်ကိုစိတ်ဆိုးသွားပြီးဟယ်ရီရဲ့အခန်းကိုထပ်ထပ်ကလိုက်ပြီးဟော့ဝတ်ကိုလုံးဝပြန်မသွားရလို့အမိန့်ထုတ်လိုက်ပါတယ်။ဟယ်ရီလည်းစိတ်ပြက်လက်ပြက်နဲ့အိတ်နေတော့ဗတင်းပေါင်နားမှာပြန်နေတဲ့ကားတစ်စင်းကိုတွေ့လိုက်ပါတယ်။ကားကိုမောင်းလာခဲ့တာကတော့တခြားသူမဟုတ်ပါဘူး။ ရွန်ဝမ်စလေးနဲ့သူ့ကိုနှစ်ယောက်ဟယ်ရီကိုလာခဲ့ကြတာပါဒီလိုနဲ့သုံးယောက်သားဗရင်းပတ်ကိုကားနဲ့ချိန်ပြီးဆွဲဖက်လိုက်တဲ့အတန်တွေကြောင့်ဟယ်ရီရဲ့အတော်တို့ကလည်းအိယာကနေလန့်နိုးလာခဲ့ပြီးအ мян ပြေးလာတားပေမဲ့မမီလိုက်တဲ့အပြင်ဦးလေးဖြစ်သူလည်းဗရင်းပေါက်ကနေအောက်ထက်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်ဟယ်ရီတယောက်သူ့မွေးနေ့မှာပဲသူ့ဦးလေးမိသားစုလက်ထဲကနေထပ်မံလွတ်မြောက်သွားပါတော့တယ် မစ်ဝက်စလီကဟယ်ရီကိုတားရင်လေးလိုဂယူဆိုင်ပေးပြီး မနက်စာကျွေးနေတော့ဟယ်ရီကိုချိတ် crash နေတဲ့ Ron ရဲ့ညမကဟယ်ရီကိုရုတ်တရက်တွေ့သွားတာမို့လို့အခန်းထဲကိုပြန်ပြေးဝင်သွားခဲ့ပါတယ်။မိယာတီကျောင်းပည့်ရဲ့ရှေ့ကြီးအပြီးမှာကျောင်းပြန်တက်ရမှာမို့ကျောင်းအတွက်လိုတဲ့ပစ္စည်းတွေဝယ်ဖို့ဝက်စလီမိသားစုနဲ့အတူတူဟယ်ရီတို့ဒါယာဂွန်အလီဇေးကြီးတဲကိုထွက်လာခဲ့ကြပါတယ်။ မော်မီတော့ကိုပထမဆုံးသုံးမှုတာမို့ဟယ်ရီတယောက်မျက်စိလည်းလမ်းမားနေတဲ့ကြွက်ဆုပ်လေးတစ်ကောင်လိုမကောင်းတဲ့ဆုံးတွေရှိရာအရက်ကိုရောက်သွားပေမဲ့ကံကောင်းစွာနဲ့ဟက်ဂရစ်နဲ့တွေ့သွားခဲ့ပြီးပေါ်စည်းရက်နဲ့ကိုပြန်ရောက်လာခဲ့ပါတယ်။အဲဒီနောက်ဆီယာမာကြီးဟာမိုင်နီနဲ့ဆုံပြီးဒီတစ်ခါမှလည်းကျိုးနေတဲ့မျက်မှန်ကိုပြင်ပေးခဲ့ရပါသေးတယ်။ခက်ချောချောမော်ဆာရေးဆီယာရဲ့စာအုပ်မိတ်ဆက်ပွဲမှာမက်ကလက်တွေဆိုအသွေးအသားတွေကမုန်းတဲ့မစ္စတာမက်ဖိုင်းနဲ့ဆုံပြီးဘဝင်ယူစကားတွေနားထောင်ပြီးမှတော့ဟောဝတ်ကိုသွားဖို့ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ Harry နဲ့ Ron တို့နှစ်ယောက်စင်ကြံနံပါတ်93ကိုထူးဆန်းစွာနဲ့ဝင်ခွင့်မရဖြစ်သွားရတာကြောင့်ကားပြန်ကြီးစီးပြီးတော့ Howard ကိုသွားတဲ့ရထားနောက်ကိုအမိလိုက်ရပါတော့တယ်။ကားနဲ့ရထားတိုက်မိမလို့ဖြစ်ပြီးတိန်းဆောင်ရကနေ Harry လဲကားပေါ်ကထွက်ကြသွားတာကြောင့်ခက်ခက်ခဲခဲနဲ့ပြန်ပေါင်းလာကြရပါသေးတယ်။ Howard အရောက်မှာတော့ကားလဲဆက်ချုပ်ရင်းသွားပြီးမိုးမခကြီးကိုဝင်တိုက်မိတာကြောင့်တစ်ပင်ကြီးလဲစိတ်တူသွားကကားကိုတစစီရိုက်ချွတ်ပလိုက်ပါတော့တယ်။ တလန်းလုံးရွန်ရဲ့စကေးကျွမ်းကျင်မှုတွေကိုကားပြန်ကြီးစိတ်ကုံသွားပြီးနှစ်ယောက်စလုံးကိုကားပေါ်ကနေကန်ချကတားမြစ်တော့အုပ်ထဲကိုမောင်းထွက်သွားပါတော့တယ်။ကျောင်းအရောက်မှာလည်းကန်ဆိုးမှုတွေကမကုံနိုင်သေးပဲမက်ကယ်ရီရှေ့ကားပြန်မောင်းနေမှုမိုးမခပင်ကိုဖျက်ဆီးမှုနဲ့ပရိုဖက်ဆာစနိတ်ရဲ့ဆူတာကိုတန်းခံရပါတော့တယ်။ကန်ကောင်းစွာနဲ့ပရိုဖက်ဆာဒမ်ဘယ်ဒေါနဲ့ပရိုဖက်ဆာမက်ကော့နဂယ်တို့ရောက်လာခဲ့ကြကြောင်းတက်တာရာရသွားခဲ့ပါတယ်။ဒါအပြင်ရွန်မေစီကကျိန်းမောင်းနာကိုလည်းရွန်တယောက်ကြီးကျယ်ခံလိုက်ရပါသေးတယ်။ မော်စီရဲနဲ့မှာတွေ့ခဲ့တဲ့ခက်ဖြောင်းဖြောင်းစရာကဟောဝဲရဲ့အောက်လန်းမိစာနှိမ့်နေရေးတင်ကြားပေးမဲ့စရာအစ်စ်ဖြစ်လာပါတယ်။ပထမဆုံးသင်ခန်းစာအဖြစ်မင်းစာပေါက်စရယ်ကိုအခန်းထဲအပြည့်လွတ်ပြီးသူကိုယ်တိုင်မထိန်နိုင်တာကြောင့်ဟယ်ရီတို့သုံးယောက်ကိုတာဝန်ပေးပြီးခပ်ပြေးခဲ့ပါသေးတယ်။မာဖိုင်းကလည်းစလီဒရင်းအဖွဲ့ကိုနောက်ဆုံးပေါ်တပြက်စီးပြန်တွေစပွန်ဆာပေးပြီးကွေဒရိုစရီကာကစားသမားဖြစ်လာခဲ့ပါတယ်။ရိုင်းဆိုင်တဲ့မက်ဖိုင်းတယောက်ဟာမိုနီကိုမျိုးမဆက်လို့စော်ကားတာကြောင့် ရွန်ကပက်ချီစားဂါရာနဲ့တိုက်လိုက်ပေမဲ့သူ့ရဲ့မော်တော့တန်ကကားပေါ်မှာကျူးသားခဲ့တာကြောင့်သူ့ပဲပက်ချီတွေပြန်အန်ထုတ်နေရပါတော့တယ်။အဲဒီနောက်ဟယ်ရီတယောက်သူ့ဆရာအစ်စ်နဲ့မိဆက်စာတွေကိုကူပြန်ပေးဖို့အလောက်ခိုင်းခံနေရတော့တနေရာကသူ့ကိုခေါ်နေတဲ့အတန်တွေကိုသူတယောက်ထဲကြားနေရပါတယ်။အတန်တွေကမပြောက်သွားပဲတဖြည်းဖြည်းပိုကျယ်လာခဲ့တာကြောင့်အတန်ရှင်ကိုလိုက်ရှာရင်သွေးနဲ့ရေးထားတဲ့ရှေးဟောင်းလျှို့ဝှက်တကားပွင့်သွားကြောင်းနဲ့ရန်သူရဲ့အမွေခံကိုတတိထားပါဆိုတဲ့စာကိုသင်္ကူတွေကြားမှာတွေ့လိုက်ရပါတယ်။ ចောင်းဆောင်ကြီးရဲ့ចံကိုសាបေးမှာတွေ့ရာចောင်းចောင်းဆောင်ကြီးက Harry တတ်တာလို့အထင်မှားသွားပါသေးတယ်။ဒါပေမဲ့ Dumbledore ကိုယောက်လာပြီးចောင်းကမသေးသေးပဲចောက်ရုပ်ဖြစ်သွားတာပါလို့ရှင်းပြပြီး Harry တို့၃ယောက်ကလွဲလို့ចံတဲ့ចောင်းသားတွေအကုန်အိတ်ဆောင်ကိုပြန်ခိုင်းလိုက်ပါတယ်။ Snake ကလည်းညစာစားပွဲကို Harry တို့မယောက်လာလို့ Harry တို့ရေးတာပါလို့ဆွဆွဲနေတော့ဆရာအစ်ကဝင်ရှင်းပြလို့ထင်မှားမှုကိုဖြေရှင်းနိုင်လိုက်ပေမဲ့သူကြားနေရတဲ့အတန်အကျောင်းကိုတော့ထိန်ချန်ထားလိုက်ပါတယ်။ နောက်တစ်နေ့ Professor McGonagall တယောက် Harmony တို့ကိုလှုပ်ဝက်တကားကြီးအကြောင်းမပြောမဖြစ်ပြောပြလိုက်ရပါတော့တယ်။ Howard မော်ကျောင်းတော်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကတည်းကမော်ဆရာကြီးလေးဦးကညီညီညွတ်ညွတ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အကျောင်းသားရွေးချယ်ရာမှာ Slazer Slytherin ကမော်မျိုးရိုးဆစ်ဆစ်တွေသာရွေးချယ်စီခြင်းခဲ့ပြီးနှိမ့်နိုင်မရတဲ့အဆုံးအကျောင်းကနေထွက်ခွာသွားခဲ့ပါတယ်။ ူခတ်မသွားခင်မှာသူတိဆောက်ခဲ့တဲ့လျှို့ဝှက်ခန်းတစ်ခုကိုပိတ်သွားခဲ့ပြီးသူ့ရဲ့အမွေဆက်ခံသူအစ်စ်ရောက်လာမှသာသူတယောက်တည်းပြန်ဖွင့်နိုင်မှာဖြစ်ပါတယ်။ပြန်ဖွင့်သွားခရင်အထဲမှာရှိတဲ့မကောင်းဆိုးဝါးဟာအပြင်ရောက်လာပြီးမော်မျိုးရိုးစစ်စစ်မဟုတ်သူတွေကိုတုတ်တင်ရှင်းနေဖြစ်မှာပါ။ခုချိန်ထိတော့ဒီအခန်းကိုမျိုးမျိုးရှာခဲ့ပေမဲ့ရှာလို့မတွေ့ခဲ့ပါဘူး။မက်ကဘွန်တွေကိုနေရင်ထိုင်ရင်မကျင်နဲ့နေတဲ့မက်ဖိုင်းကိုအမွေဆက်ခံသူလို့ဟယ်ရီနဲ့ရွန်ကထင်ကြီးပေးနေကြပြီးအနီးကပ်စုံစမ်းဖို့အသွင်ပြောင်းစေးရေးဖြောဆက်နည်းကိုလေ့လာနေခဲ့ပါတယ်။ ဒီနှစ်ရဲ့ Quidditch ပွဲမှာ sponsor တစ်ပြက်စည်းပြန်အစွမ်းနဲ့ Slytherin ကဥဆောင်နေခဲ့ပြီး Harry လည်းထပ်ပြီးကြိမ်စာတိုက်ခတ်နေရတာကြောင့်ဘောလုံးရဲ့တိုက်ခိုက်မှုကနေမနှဲလွတ်အောင်ရှောင်နေရပါတယ်။ဒါအပြင်ပွဲရလက်ကရွှေဘောလုံးပေါ်မူတည်နေတာကြောင့်မက်ဖိုင်းရဲ့အပြိုင်ကရွှေဘောလုံးကိုလည်းအမိလိုက်ဖမ်းနေရပါတော့တယ်။နောက်ဆုံးမှာဟယ်ရီတယောက်ရွှေဘောလုံးကိုဖမ်းမိခဲ့ပေမဲ့ဘောလုံးရဲ့တိုက်ခိုက်မှုကြောင့်လက်ကျိုးသွားခဲ့ပါတယ်။ဆရာအစ်စ်တယောက်ပြောတာကြီးပြီးအသုံးမကျတာကြောင့်လက်ကိုကောင်းအောင်ကုပေးရမယ့်အစားအယိုးပါပြောက်သွားပါတော့တယ်။ ဆေးရုံပေါ်ကညမှာလဲဟယ်ရီတယောက်ထဲကြားနေရတဲ့တက်ပြစ်မဲ့ဆိုတဲ့အတန်ကပြောင်းမသွားပဲပူပူနီးလာခဲ့ပါတယ်။ဆေးရုံကိုမင်းစာလေးတော်ပြီးရောက်လာပြီးယထာစင်းကြံကိုပိတ်ခဲ့တာရဲ့ဟယ်ရီကိုကြောင်းထုတ်ခံရတော့မလို့ထိချိန်ခဲ့တာရဲ့အပြင်ဘောလုံးကိုလိုက်တိုက်ခိုက်ခိုင်းတာရီအကုန်ဟာ သူလောက်တာပါလို့ဝန်ခံခဲ့ပါတယ်။ကြောက်စရာအဖြစ်အပျက်တွေဟော့ဝတ်မှာတဖန်ကြံဖြစ်တော့မှဖြစ်လို့ဒီမှာဆက်မနေဘူးထက်လာတတိပေးပြီးအရင်တစ်ချိန်ကဖြစ်ဖူးတာလားလို့မေးတဲ့အခါမှာတော့ပျောက်သွားတော့ပါတယ်။ ဏအကြာမှာကလေးတယောက်ဆေးရုံကိုကြောက်ရွံ့ဖြစ်ထက်ရောက်လာပြီးဟောဝက်ကြောင်ကြီးဟာမလုံခြုံတော့ပဲကလေးတွေအားလုံးမှာအန္တရာယ်ရှိနေပြီလို့ဒမ်ဘယ်ဒေါ်တို့ပြောနေကြတာကိုဟယ်ရီလည်းကြားသွားခဲ့ပါတယ်။ဟယ်ရီတို့သုံးယောက်သွင်ပြောင်းပိုလီကျူးဆေးရည်ကိုအမျိုးသမီးအိမ်သားတဲ့တရဲမလေးမတဲ့အကူအညီနဲ့ချက်နေခဲ့ပါတယ်။အရင်ရက်ကအဖြစ်ပြက်တွေကြောင့်ကျောင်းသားတွေအားလုံးတယောက်ချင်းရှင်ပြိုင်တိုက်ခိုက်မှုတွေကို Professor Snape နဲ့ဆရာ George တို့မှတင်ကြားပြီးမဖိုင်းရဲ့ဟယ်ရီတို့ကိုအစမ်းတိုက်ခိုက်ခံခဲ့ပါတယ်။ ထိခိုက်မှုမရှိဘဲတရုတ်ပြယုံသားတိုက်ခိုက်ခိုင်းပေမဲ့မက်ဖိုင်းကမွေနဲ့တိုက်ခိုက်ခဲ့ပါတယ်အဲ့ချိန်မှာပဲဟယ်ရီကမွေနဲ့စကားပြောနိုင်တာအားလုံးသိသွားခဲ့ပြီးပရိုဖက်ဆာစနိုက်တယောက်မွေကိုအမြန်ဖြတ်စည်းပစ်ခဲ့ရပါတော့တယ်။မွေနဲ့စကားပြောတာဟာထူးခြားတဲ့မကောင်းမှုလို့မော်လောက်ကမှသတ်မှတ်ထားတဲ့အရေးအသွေးတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။ဒီရေချင်းဟာစလီသရင်အဖွဲ့ရဲ့အမှတ်အသားတစ်ခုဖြစ်ပြီးစလီဇာစလီသရင်ကမွေတွေနဲ့စကားပြောနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်ကျောင်းသားတွေအားလုံးကဟယ်ရီကိုအမွေဆက်ခံသူလို့ထင်သွားကြပါတော့တယ်။တစ်ဖက်မှာလည်းတပ်ပြစ်ရမယ်ဆိုတဲ့အတန်ကပုံမှုဆိုးရွားလာနေခဲ့ပြီးနောက်ကျောင်းသားတယောက်ကြောက်ရွံ့ဖြစ်သွားတဲ့အချိန်ဟယ်ရီကဘေးမှာရှိနေခဲ့တာကြောင့်ဟယ်ရီဘော်ကတန်တရာတွေဟာပုံမှုကြီးချီးထွားလာနေပါတော့တယ်။ဒီကိစ္စတွေကြောင့်ဆရာတွေအားလုံးလည်းခေါင်းခိုင်းနေကြပြီး Professor Dumbledore လည်း Harry နဲ့နှစ်ယောက်ထက်တွေ့ဖို့ကိုရုံးခန်းထဲခေါ်ခဲ့ရပါတယ်။ လုံငန်းနဲ့ရောက်သွားပြီးဒမ်ဘယ်ဒေါရဲ့ finish ငှက်ကမီးလောင်မီးပြဖြစ်သွားတာကြောင့်သူမလောက်ကြောင်း Harry တယောက်ငင်းဆုံနေခဲ့ပါတယ်။ဒါကြောင့်ဒမ်ဘယ်ဒေါက finish ငှက်တွေဟာမီးလောင်မီးပြပုံကနေပြန်ရှင်တန်ကြတဲ့အကြောင်းဝင်အများကြီးတည်နိုင်က သူတို့မျက်ရည်ကလည်းဒန်ယာရီပျောက်စီကြောင်းနဲ့ Harry ကြောင့်မဟုတ်ကြောင်းပြန်ရှင်းပြခဲ့ပါတယ်။ Harry တို့စကားပြောနေကြတော့ Hagrid ရောက်လာပြီး Dary အားလုံးက Harry နဲ့မဆိုင်ကြောင်းချိန်ဆိုချိန်ပါမယ်ဆိုပြီးပြောတာကြောင့် Dumbledore ကလည်း သူလဲ Harry လောက်တာမဟုတ်ကြောင်သိတာမျိုးစိတ်အေးအေးထားဖို့ပြောလိုက်ရပါတယ်။ဒမ်ဘက်တော့က Harry သူ့ကိုတခခုပြောစရာမရှိဘူးလားလို့မေးတာကို Harry လည်းအတန်တွေအကြောင်းကိုထိန်ချန်ပြီးပြောစရာမရှိကြောင်းညာခဲ့ပါတယ်။ Malfoy ကိုစုံစမ်းဖို့ Polyjuice စီးရင်လည်းဆင်းရဲဖြစ်နေတာကြောင့် Harry တို့နှစ်ယောက်က Malfoy ရဲ့ဘေးကဝတ်တုံနှစ်ယောက်ကိုအိတ်ဆေးကျွေးပြီးသူတို့ပုံစံပြောင်းက Hermione က Slytherin ဖွဲ့တွေကကောင်မလေးတစ်ယောက်ပုံပြောင်းမှုကြံစီနေကြပါတယ်။ ဝတ်တုံးနှစ်ကောင်လဲဟာမိုင်နီရဲ့အစီအစဉ်တိုင်းဆေးခတ်ထားတဲ့ကိတ်မုတ်ကိုစားမိပြီးအိပ်ပျော်သွားတာကြောင့်သပင်နှုတ်ယူလာပြီးအစီအစဉ်တိုင်းဆက်လုပ်ရှားကြပါတယ်။ပိုလီဂျုဆေးရီဟာအသွင်ပြောင်းချင်တဲ့သူရဲ့သပင်ကိုထည့်ကာတောက်ရတာဖြစ်ပြီးဟာမိုင်နီယူလာခဲ့တာကသပင်မဟုတ်ဘဲကြောင်မွေးတွေဖြစ်နေတာကြောင့်လူပုံမပြောင်းမဲလူတစ်ပိုင်းကြောင်တစ်ပိုင်းဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ထဲပဲဆလီသရင်အဆောင်စီကိုထွက်လာခဲ့ပါဗျ။လမ်းမှာပဲမဖိုင်းနဲ့ဆုံခဲ့ကြပြီးရူနိုမန်မသိပဲ ဝက်စလီမီသားစုနဲ့ဒမ်ဘယ်ဒေါမကောင်းချောင်ရှွန်းရှွန်းဝေအောင်ပြောနေပါတော့တယ်။ဒါအပြင်လွန်ခဲ့တဲ့နှစ်90ခန်းကဒီလျှွက်တကားတစ်ခါပွင့်သွားပြီးမက်ကတော်တော်များများလဲတည်ခဲ့ရတဲ့အပြင်တကားခွင့်တဲ့သူတွေလဲကြောက်ထုတ်ခံခဲ့ရကြောင်းနဲ့ဒီတစ်ခေါက်လဲဟာမနီဘာတည်ရတဲ့ပသွားရင်ကောင်းမယ်လို့ပြောဆိုနေခဲ့ပါတယ်။ဟယ်ရီတို့လည်းစေးရီအစွမ်းကပြည်လာတာမို့ကြောင်တစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့ဟာမိုင်းနီစီအ мян ပြန်ပေးခဲ့ရပါတော့တယ် အဲ့ဒီနောက်ဟာမာရင်တယောက်ကြောင်မွေးတွေကြောင့်ချောင်းဆိုပြီးစေယုံတက်လိုက်ရပါတော့တယ်။ဟယ်ရီတို့နှစ်ယောက်အိတ်ခမ်းဆောင်ကိုပြန်ဖို့ထွက်လာရင်လမ်းမှာရေတွေပြည့်နေတာ တွေ့လို့အ мян သွားကြည့်တဲ့အခါမှာတရဲမလေးမတဲ့တယောက်စာအုပ်နဲ့ပြပောက်ခံလိုက်ရလို့ဝမ်းနဲ့လွတ်လွတ်ငိုပြီးဖွင့်ထားတာဖြစ်ပါတယ်။ဟယ်ရီလဲစာအုပ်ကိုအိတ်ခမ်းတည်းတည်းယူလာပြီးဖွင့်ကြည့်တော့စာအုပ်ပလာကြီးဖြစ်နေပါတယ်။စာရေးစပွဲမှာထိုင်ရင်စမ်းကြည့်ရာကနေမေးသမျှပြန်ဖြေတဲ့မော်စာအုပ်ဖြစ်နေကြောင်းသိလိုက်ရပါတယ်။ မော်ဆောင်ထဲကလူနာမည်ကတွန်ရီဒယ်ဖြစ်ပြီးဟယ်ရီလည်းလျှို့ဝှက်ခန်းချောင်းစာရေးပြီးမေးလိုက်တာကြောင့်လွန်ခဲ့တဲ့နှစ်90ခန်းကတွန်ရီဒယ်ရဲ့ဒိုင်ယာရီစီကိုဟယ်ရီကိုစုပ်ယူခေါ်သွားပြီးလိုက်ပြခဲ့ပါတယ်။ဟယ်ရီလေကားကနင်တက်လိုက်ချိန်မှာ အပေါ်တက်ကနင်အလောင်းတစ်ခုကိုတည်ဆောင်လာနေကြပြီးလေကားရေးမှာဟော့ဝက်ကျောင်းသားတအူးရက်နေပါတယ်။ သူကတော့တွန်ရီတယ်ဖြစ်ပြီးအပေါ်တက်ကပရော်ဖက်ဆာဒမ်ဘယ်ဒေါ်ရဲ့ခေါ်တဲ့ကြောင့်ဖြေကားပေါ်တက်သွားခဲ့ချိန်မှာတော့မလုံခြုံတော့တဲ့ဟောဝတ်ကျောင်းကြီးကိုပိတ်တော့မှဖြစ်ပြီးအဲ့လိုသာဖြစ်ခဲ့ရင်တွန်ရီတယ်မှာပြန်စရာအိမ်မရှိရဲ့အကြောင်းပြန်လှန်ပြောနေကြပါတယ်။ဟယ်ရီလည်းနောက်ကနေထက်ချက်မကွာလိုက်သွားရင်ဟက်ဂရစ်ရဲ့အိမ်ကိုရောက်သွားပြီးတွန်ရီတယ်နဲ့ဟက်ဂရစ်တို့စကားများကြပါတော့တယ်။တွန်ကကောင်မလေးတည်ရတာဟက်ဂရစ်ရဲ့ပင့်ကူကြောင့်လို့ထင်သွားပြီးမောင်းထုတ်လိုက်ပါတယ်။ ဟာမိုင်းနီလည်းပြန်သက်သာလာလို့၃ရက်စလုံးကြောင်းတူတူကြောင်းပြန်ရင်းဟယ်ရီကညှဝက်ခန်းတကားကိုဟက်ဂရစ်ဖွင့်ခဲ့တာလို့ထင်ကြောင်းပြောဆိုနေကြတော့ဟက်ဂရစ်ရောက်လာခဲ့ပါတယ်။ကြောင်းရုပ်ဖြစ်သွားတဲ့လူတွေကိုကုသလို့ရတဲ့အပင်တွေအញ្ញံကြီးအောင်သူ့လုံနေပြီးသူတို့၃ရက်စလုံးဂရုစိုက်ကြဖို့မှာသွားခဲ့ပါတယ်။အဲ့ချိန်မှာပဲ Gryffindor အဖွဲ့ဝင် Harry တငယ်ချင်းကအမြန်လိုက်လာပြီးလာကြည့်ဖို့အပြေးလွှားလာခေါ်တာကြောင့် Harry တို့လည်းအမြန်လိုက်သွားခဲ့ကြပါဗျ။ ဟယ်ရီခန်းရဲ့အရောက်မှာတော့အခန်းတစ်ခုလုံးရှုပ်ပွားပျက်စီးနေပြီးတူရီဒါရဲ့ဒိုင်ယာရီစာအုပ်လည်းပျောက်သွားခဲ့ပါတယ်။နောက်တစ်ရက် Quidditch ကစားပွဲလည်းဖျက်သိမ်းလိုက်ရပြီး Professor McGonagall ကဟယ်ရီကို Ron နဲ့အတူသူစေးရုံကိုခေါ်သွားခဲ့ပါတယ်။စေးရုံဂရင်ပေါ်မှာတော့ Hermione တယောက်တောက်ရောက်ဖြစ်နေခဲ့ပါပြီ။အန်ဒရီဟာပူပူပြင်းထန်လာတာကြောင့် Howard မှာ Martial Law တွေထုတ်လိုက်ရပြီးဆရာမပါရင်အပြင်ထွက်ခွင့်ရှိတော့ပါဘူး။တရားခံကိုယ်တော်မဖမ်းမိရင်ကျောင်းကိုလည်းပိတ်ပလိုက်ရတော့မှာဖြစ်ပါတယ်။ ဟယ်ရီတို့လည်းကိုပြားဝတ်ယုံခြုံပြီးဟက်ဂရစ်စီထွက်လာခဲ့ကာမြို့ဝတ်အခန်းကျောင်းမင်းနေတုံးတကားခေါက်တံထွက်ပေါ်လာခဲ့ပါတယ်။မော်ဝင်ကြီးနဲ့အတူပရော်ဖက်ဆာဒမ်ဘယ်ဒေါ်ကိုရောက်လာပြီးဝင်ကြီးကဟက်ဂရစ်ကြောင့်မက်ကက်ကလေး၃ယောက်ကြောက်ရွံ့ဖြစ်သွားရတယ်လို့စွပ်စွဲပါတယ်။ဒမ်ဘယ်ဒေါ်ကဟက်ဂရစ်ကိုယုံကြည်ကြောင်းအာမခံပေမဲ့ဖမ်းသွားမှာပဲဖြစ်ကြောင်းဝင်ကြီးကပြောနေတုံးမစ္စတာမက်ဖိုင်းပါရောက်ရှိလာခဲ့ပါတယ်။ မစ္စတာမက်ဖိုင်းတယောက်ဟက်ဂရစ်ကိုစော်ကားပြောဆိုရင်ဒမ်ဘယ်ဒေါကိုယာဒုကပယ်ချဖို့ဆုံးဖြတ်စာကိုပေးပါတော့တယ်။မက်ကယ်ရီကင်းစင်ပြီးမှော်မျိုးရိုးစစ်စစ်တွေသာကြံခဲ့မှာမို့မက်ဖိုင်းကဝမ်းတာနေပြီးဟက်ဂရစ်ကတော့ဒမ်ဘယ်ဒေါသာမရှိရင်မက်ကယ်ကလေးတွေကိုကောက်ွယ်ပေးမဲ့သူမရှိမှစိုးရိမ်နေပါတော့တယ်။နောက်ဆုံးတော့ဟက်ဂရစ်လည်းဖန်ခေါ်ခံရပြီးမသွားခင်ပစ္စည်းတစ်ခုခုရှာခြင်းရင်ပင်ကူတွေနောက်လိုက်ပါလို့အော်ပြောခဲ့ပါတယ်။ဟယ်ရီနဲ့ရွန်ဒိုပင်ကူတွေနောက်လိုက်ရင်တဖြည်းဖြည်းအမှောင်တော့အုပ်ထဲရောက်လာခဲ့တာကြောင့် ရွန်လဲအယမ်းကိုလှန့်နေပါပြီ။ကူကြီးတဲ့အရောက်မှာတော့ပင့်ကိုအိမ်နေနဲ့ပြည့်နေပြီးစကားပြောတတ်တဲ့အေယာမပင့်ကိုကြီးထွက်လာခဲ့ပါတယ်။ပင့်ကိုကြီးနဲ့စကားပြောပြီးနောက်မှာတော့ဒီလုံရက်တွေကိုပင့်ကိုရီကြောက်ရတဲ့မကောင်းဆိုးဝါးကြီးက လုံနေတာဖြစ်ပြီးဟက်ဂရစ်နဲ့လျှို့ဝှက်တကားကြီးပွင့်သွားတာမဆိုင်ကြောင်းသိသွားခဲ့ကြပါတယ်။ဟယ်ရီတို့ပြန်မဲ့လှုပ်ချိန်မှာတော့ပင့်ကိုတိုက်ထဲကပင့်ကိုရီအကုန်ဝိုင်းကိုက်ကိုဆင်းလာကြတာမှဒုက္ခရောက်နေချိန်တောအုပ်ထဲမောင်းဝင်သွားတဲ့ကားပြန်ကြီးကလာရောက်ကယ်တင်သွားခဲ့ပါတယ်။ ညပြလာတဲ့ပင့်ကူတွေကြောင့်အသက်ဘေးကလွတ်အောင်မနှဲပြေခဲ့ကြရပါတယ်။နောက်တစ်နေ့မနက်ဟောင်မွန်နီကိုသွားကြည့်ရင်သူ့လက်ထဲကနေစာရွက်တစ်ရွက်ကိုရခဲ့ပါတယ်။စာရွက်ထဲမှာတော့မျက်လုံးကိုကြည့်ယုံနဲ့သိနိုင်တဲ့အနရကြီးမားတဲ့ငွေနဂါတတ္တဝါကြီးအကြောင်းရေးထားပြီးနဂါကြီးလာရင်ပင့်ကူတွေထွက်ပြေးတတ်ကြတယ်လို့တွေ့သွားတာမို့ဟယ်ရီလည်းဒီအဖြစ်အပျက်တွေအားလုံးရဲ့တည့်ရခန့်ကိုရှာတွေ့သွားပါတော့တယ်။ ိုက်ခိုက်ခံရတဲ့သူ၃ယောက်စလုံးဟာငွေနဂါးကိုဓာတ်ရိုက်မဟုတ်ပဲတဆင့်ခံတာမြင်လိုက်ကြရတာကြောင့်ကံကောင်းစွာနဲ့ကြောက်ရွံ့ခွဲဖြစ်သွားကြရတာပါ။ဟာမိုင်နီကငွေနဂါးကြီးကပိုက်လိုက်နေကနေလာတာဖြစ်ကြောင်းကိုစာရွက်ထဲမှာရေးထားခဲ့ပါတယ်။တတဝါကြီးကနောက်ထပ်ចောင်းမှုလေးတဦးကိုပါထပ်မံဖမ်းသွားတယ်လို့နိုင်ရန်ပေါ်စာရေးထားခဲ့တာကြောင့်ဆရာရီအားလုံးထိတ်ထိတ်ပြပြဖြစ်နေကြပါတယ်။အဖမ်းခံရတဲ့ကောင်မလေးကတော့တခြားသူမဟုတ်ဘဲဟယ်ရီကိုချိတ် crush နေတဲ့ရွန်ရဲ့ညီမဂျန်နီဝစ်စလေးဖြစ်ပါတယ်။ တတဝါကြီးကိုဖမ်းမယ်လို့လေကြီးခဲ့တဲ့ဆရာကျော်ကအခုတကယ်ဖမ်းရမယ့်အချိန်မှာထွက်ပြေးမလို့ကြံစီရင်ဟယ်ရီတို့နဲ့တက်တက်တိုးခဲ့ပါတယ်။ဒါကြောင့်အစီအစဉ်ကိုဖြတ်သိမ်းကဝင်းနဂါကြီးကိုဖမ်းဖို့လိုက်ခဲ့ရပါတယ်။လွန်ခဲ့တဲ့2090ကတည်ခဲ့တဲ့တရဲမလေးမတဲကိုသူ့ဘလို့ထိခဲ့ရလဲမင်းမြန်မိတဲ့နောက်မှာဝင်းနဂါကြီးကလက်ဆန်ထဲမှာရှိနေကြောင်းသိသွားကြပါတော့တယ်။ ရေမထွက်တဲ့ပုံပိုင်းမှာမွေရုပ်အမှတ်သားလေးရှိတာမို့ညှို့ဝှက်ခန်းဝင်ပေါက်ပဲလို့ဆိုပြီးဟယ်ရီလည်းမွေပါသားစကားနဲ့ပြောလိုက်တဲ့အချိန်မှာတကားချင်းလဲပွင့်သွားပါတော့တယ်။လေကြီးပြီးတက်တည်နေတဲ့ဆရာကိုအရင်စင်ကိုင်းပြီးညီအောက်ကူကြီးတဲကပေ60လောက်ရှိတဲ့မွေအေးကုံကြီးကိုတွေ့တဲ့အချိန်မှာတော့ဆရာငကြောက်လဲမျက်ညံဖြတ်ခါတာနဲ့ဟယ်ရီတို့ကိုတိုက်ခိုက်ပြီးထွက်ပြေးဖို့ကြံပါတော့တယ်။ဒါပေမဲ့သူကင်လိုက်တာရွန်ရဲ့မော်တော့တန်အကျိုးဖြစ်နေတာကြောင့်သူ့ကိုပဲပြန်ထိသွားပါတော့တယ်။ အဲ့ဒီနောက်ကြောက်ခဲတဲ့ဒရဇက်ပြုတ်ကျလာပြီးဟယ်ရီနဲ့ရွန်ဂျာကြောက်တုံးတွေပိတ်သွားခဲ့ပါတယ်။ဒါကြောင့်ဟယ်ရီလည်းတယောက်တည်းပဲဂျန်နီကိုရှာဖို့ဆက်ထွက်လာရင် နောက်နိုင်ရန်တစ်ခုကိုဖွင့်လိုက်တဲ့အချိန်မှာမယုတ်ထုတွေပြည့်နေတဲ့စင်းကြံလန်းအစုံလဲကျနေတဲ့ဂျန်နီကိုတွေ့လိုက်ရပါတယ်။သူနိုးလာမှာမဟုတ်ဘူးလို့တွန်ရီတယ်ကပြောရင်ရောက်လာခဲ့ပြီးဟယ်ရီရဲ့မော်တော်တန်ကိုကောက်ခံလိုက်ပါတယ်။သူဂျန်နီကိုညှို့ပြီးမြို့ဝအခန်းကိုဖွင့်ခိုင်းတဲ့အပြင်နိုင်ရန်ဘော်ကစာတွေကိုပါရေးခိုင်းခဲ့တာဖြစ်လို့ ဂျန်နီလည်းအဲ့ဒါယာရီစာအုပ်ကိုအိမ်သားထဲသွားလို့ပြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ကနေဟယ်ရီကိုတွေ့ခဲ့တာပါ။တွန်ဟာဘူရာမော့ဖြစ်ပြီးလျှို့ဝှက်ခန်းကိုဖွင့်ခဲ့တာဟာမက်ကဘွန်တွေကိုတတ်ချင်လို့မဟုတ်ဘဲဟယ်ရီကိုတတ်ချင်တာကြောင့်ဒါယာရီစာအုပ်ထဲ16နှစ်အရွယ်ကမတက်အောင်ပိတ်မိနေခဲ့တာပါ။အဲ့ချိန်မှာဒမ်ဘယ်ဒေါ်ရဲ့ဖီနစ်ဆက်ကရောက်ရှိလာပြီးမော်အုပ်ထုပ်ကိုလာပေးခဲ့ပါတယ်။မွေနကားကြီးရဲ့မျက်လုံးတွေကိုပါဖောက်ပလိုက်ပါတယ်။ အတန်ကြာရအောင်လိုက်ဖမ်းနေတဲ့မွေးနှကားကြီးကိုရှောင်ရင်းဂျန်နီတာတည်သွားရင်ဘူရာမို့လည်းအားကောင်းကောင်းနဲ့ပြန်လည်ရှင်တန်လာရမှာမို့ဟဲရီမှာအချိန်တိတ်မကြံတော့ပါဘူးဒမ်ဘယ်ဒေါပို့လိုက်တဲ့အုတ်ထုတ်ထဲမှာဓားတစ်ချောင်းထွက်လာတာမို့ဟဲရီလည်းဓားကိုဆွဲယူပြီးမွေးကြီးရဲ့အားကောင်းကိုထိုးလိုက်ပါတယ်ဓားအပြင်ဒါယာရီစာအုပ်ကိုပါသူဖြတ်ယူလာတဲ့မွေးအစွဲနဲ့ထိုးလိုက်တာမို့တွန်လဲပောက်ကွဲထွက်ပြီးဆုံးသက်သွားခဲ့ပါတော့တယ်ဂျန်နီလည်းပြန်နိုးလာခဲ့ပြီးဖီနစ်ငှက်ရဲ့ညက်ရည်အစွမ်းကြောင့် ဟယ်ရီရဲ့ဒဏ်ရာတွေလည်းတက်တာသွားပါတော့တယ်။ဟောဝါရဲ့အနေရီအားလုံးဆုံးသက်သွားတဲ့နောက်မှာတော့ဟက်ဂရစ်လည်းပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဟယ်ရီမိမတွေတက်ခံရတဲ့ညမှာဘူဒါမော့ရဲ့ဆွမ်းအားတချို့ကအမာရွတ်နဲ့အတူဟယ်ရီစီရောက်လာတာမို့ဝင်စကားပြောတတ်နေတာဖြစ်ပြီးတွန်ရီဒန်နဲ့ဟယ်ရီကြားတူတဲ့အချက်တွေများစွာရှိနေတာဖြစ်ပါတယ်။ဘူဒါမော့ဟာဆလီသရင်မျိုးဆက်ဖြစ်ပြီးဟယ်ရီကတော့ဂရစ်ဖင်ဒေါ်ရဲ့မျိုးဆက်ဖြစ်တာမို့လဲအုတ်ထုတ်ထက်ကဓာတ်ကိုထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဒမ်ဘယ်ဒေါကရှင်းပြနေပါတယ်။အဲဒီနောက်မှာမက်ဖိုင်းကသူ့ရဲ့အိမ်ဆောင်ဂျွန်ဒေါ်ဘီနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။ဒမ်ဘယ်ဒေါသူ့ရာထူးပြန်ရတာကိုမကျင်နဲ့လို့ပြဿနာရှာရဲရှာရူးပဲချစာကိုချင်းချောက်လက်မှတ်ထိုးခိုင်းခဲ့ကြအောင်ပေါ်သွားပါတော့တယ်။မကျင်မနှက်ဖြစ်နေတဲ့မက်ဖိုင်းလဲဒေါ်ဘီလေးကိုကန်ရင်ရုံးကနေကထွက်သွားတာမို့ဟယ်ရီလဲသူ့မော်စေးတန်းထဲမှာဂျန်နီချင်းတောင်းနဲ့ထည့်ခဲ့တဲ့စာအုပ်ထဲကိုခြေအိတ်လေးပြန်ထည့်ပြီးပြေးခဲ့ပါတယ်။ မဖိုင်းလက်ချေအိပ်ပါတာမသိပဲဒေါ်ဘီကိုစာအုပ်ပေးလိုက်တာကြောင့်ဒေါ်ဘီလည်းလွတ်လပ်တဲ့မျက်စာလေးဖြစ်သွားပါတယ်။ဟယ်ရီကိုတိုက်ခိုက်လို့မရတဲ့အစောဒုက္ခလှလှတွေ့စေရမယ်လို့ပြောဆိုကြင်ဝါပြီးထွက်သွားခဲ့ပါတယ်။အန်နီယယ်ရီအားလုံးလည်းကင်းသွားပြီးကြောက်ရွံ့ဖြစ်သွားတဲ့ကလေးတွေဟာလည်းအကုန်ပြန်ကောင်းလာကြတာမို့ဟာမိုင်နီတို့တငယ်ချင်း၃ယောက်လည်းပြန်ဆုံသွားကြပါတယ်။ဆာမူဘယ်ရီအားလုံးလည်းဖြတ်သိမ်းလိုက်တဲ့အပြင်ဟက်ဂရစ်လည်းပြန်ရောက်တာမို့ပျော်ရွှင်ရတဲ့အဆုံးသက်လေးဖြစ်သွားခဲ့ပါတော့တယ်။ နောက်ထပ်အပိုင်းသစ်တွေနားထောင်မှုအတွက်ညီမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။